အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့ဟာမြန်မာနဲ့ VNN နိုင်ငံသားတွေအပါအဝင်ရွှေပြောင်းနေထိုင်သူတဒါဇင်ခန့်ကိုတောင်ဆူရနိုင်ငံကိုတရားမဝင်ပို့ဆောင်ခဲ့ကြောင်းအဆိုပါရွှေပြောင်းနေထိုင်သူတွေရဲ့ရှေ့နေတွေကဆွဆွဲခဲ့ပါတယ်။ဒီလိုလှုံ့ဆော်တာဟာတရားရုံးရဲ့ဥပဒေကိုချိုးဖောက်တာဖြစ်ပြီးပို့ဆောင်ခံရသူတွေကိုပြန်လည်ခေါ်ဆောင်ရေးအတွက်အမိန့်ထုတ်ပြန်ဖို့ရှေ့နေတွေကတရားသူကြီးတအုပ်ကိုတိုက်တွန်းခဲ့ပါတယ်။ရှေ့နေတွေဟာမေ16ရက်ကအမေရိကန်ခရိုင်တရားသူကြီး Brian Murphy ကိုတိုက်ရိုက်ရှောက်ထားခဲ့တာပါ။ မာဖီဟာရွှေပြောင်းနေထိုင်သူတွေကို၎င်းတို့ရဲ့မိခင်နိုင်ငံတွေကိုပြန်မပို့ပဲတခြားနိုင်ငံတွေကိုပို့ဆောင်နေတဲ့ Trump အစိုးရအဖွဲ့ကိုတားဆီးခဲ့သူဖြစ်ပါတယ်။မေ16ရက်ကတက်ဆက်ပြည်နယ်မှာရှိတဲ့ထိန်းသိမ်းရေးစခန်းကနေရွှေပြောင်းနေထိုင်သူဒဒါဇင်နီးပါးဟာတောင်ဆူရန်ကိုလေရင်နဲ့ပို့ဆောင်ခံခဲ့ရကြောင်းရှေ့နေတွေကပြောပါတယ်။တောင်ဆူရန်ကိုပို့ဆောင်ခံရသူတွေထဲမှာမြန်မာနိုင်ငံသားတအူးပါဝင်ကြောင်း၎င်းရဲ့ရှေ့နေကိုအမေရိကန်လူဝင်မှုနဲ့အကောင့်ခွန်အာဏာပိုင်အဖွဲ့ကအီးမေးလ်ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ကနအူးမတန်းတွေအရာ NM လို့အမည်ဖော်ပြထားတဲ့အဆိုပါမြန်မာနိုင်ငံသားဟာအမေရိကန်ကနေဖေရှားမှုအကြောင်းကြားစာကိုလက်မှတ်ရေးထိုးဖို့ညှင်းဆုံခဲ့တယ်လို့ဆိုပါတယ်။သူဟာအင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုမရှိတဲ့အတွက်အကြောင်းကြားစာကိုအင်္ဂလိပ်လိုရေးထားတာဟာတရားရုံးရဲ့အမိန့်ကိုချိုးဖောက်တာဖြစ်တယ်လို့အမှတ်တမ်းတွေမှာဖော်ပြခဲ့ပါတယ်။ 2012ခုနှစ်ကဆူရန်လန်အောက်ကနေလွတ်လပ်ရေးယူခဲ့တဲ့တောင်ဆူရန်နိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခစီးရဲမွေးတည်မှုအကြက်အဲတွေနဲ့ရင်ဆိုင်နေရပါတယ်။2013ခုနှစ်ကနေ2018ခုနှစ်ကြားလက်ရှိသမ္မတဆေဗာကီယာနဲ့ဒုသမ္မတရစ်မာချာတို့ကိုထောက်ခံတဲ့ပြိုင်ဘက်နှစ်ဖွဲ့ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်လူလေးသိန်းနေပါတည်ဆုံခဲ့ပါတယ်။